မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျဒီလွန်ခဲ့တဲ့ပတ်ထက်ကဟော့သွားတဲ့တဲ့င်းပေါ့နော်အာဗာတဲ့င်းလဲဆိုတော့ဒီအေအေစေုပ်စီချုပ်ဘူချုပ်ထုံးမြတ်နိုင်ဒီရခိုင်ကိုအမြေပြင်ရောက်ရှိနေတဲ့ပုံတွေထွက်လာတာပေါ့ဒါဒါကဟိုပထမပြီးခဲ့တဲ့ဩဂတ်လလယ်တုန်းကလည်းပထမတစ်ကြိမ်ဟိုပုံတွေထွက်လာသေးတယ်ပေါ့နော်ဒါဒီစက်တင်ဘာ16ရက်နေ့မှာကြတော့ထွက်တဲ့ပုံကဒုတိယအကြိမ်ပေါ့လေဒီဘူချုပ်ထုံးမြတ်နိုင်မြေပြင်ရောက်နေတဲ့ပုံတွေက ဆိုတော့အဲ့မှာအဲ့အဲ့ပုံလေးထွက်လာပြီးတဲ့နောက်မှာဒီလူလူတုတ်ပြန်မှုကလည်းဒီဘိုးချုပ်ထွန်းမြတ်နိုင်အပေါ်ယုံကြည်မှုအရန်တော်တော်လေးရှိတာကိုတွေ့ရတယ်ပေါ့လေအဲဆိုတော့အဲဘိုးချုပ်ထွန်းမြတ်နိုင်ကဘာကြောင့်ဒီလိုမျိုးလူလူယုံကြည်လေးစားရတဲ့ခေါင်းဆောင်တယောက်ဖြစ်လာတဲ့လဲပေါ့နော်အဲဆရာရဲ့သဘောအမြင်ရောဘယ်လိုရှိတယ်လဲရှင်2009ခုနှစ်ကနေစလို့2009ခုနှစ်ဧပြီ10ရက်မှာနော်လူ26ယောက်နဲ့ကချင်းပြည်နယ်လိုက်စားမှာစတဲခဲ့တဲ့အီအီရဲ့အောင်မြင်မှုတွေမှာဘုဇုတ်ထွန်းမြတ်နိုင်ရဲ့ ခေါင်းဆောင်မှုကအရေးကြီးဆုံးအခန်းကဏ္ဍနေပါတယ်။အဲလန်းညွန်တယောက်ကနေပြီးတော့လက်နက်ကင်တော်လိုင်းကြီးခေါင်းဆောင်ဖြစ်လာတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာနိုင်ငံရေးအမျှော်မြင်ကြီးတဲ့ခေပညာတတ်တယောက်စီယုံစီယုံကြီးဆွမ်းရင်အားကောင်းတဲ့သူတယောက်ဖြစ်တယ်။သူ့ရဲ့မိန်ကွန်းနေတာရခိုင်ပြည်သူတွေကြားတဲ့ရခိတအိမ်မက်ကိုမက်စီတဲ့ထိရောက်တဲ့တရင်စကားပေးနိုင်တယ်။ရခိုင်ပြည်မှာ ဒီရခိတအိမ်မက်ကိုအကောင့်ထဲပေါ်ကြတဲ့ရခိုင်ကောင်းဆောင်ဆက်ဆက်ရှိပေမဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကချိန်တိုတွင်အောင်မြင်ဆုံးဖြစ်ရတာကသူ့ရဲ့ပြင်ဆင်မှုအားကောင်းတာပြီးရင်တပ်ကိုစနစ်ကြစုဖွဲ့နိုင်တာတစ်ဖက်မှာလည်းအုပ်ချုပ်ရေးပိုင်းကိုပါစုဖွဲ့ပြင်ဆင်နိုင်ခဲ့တာမဟာဗျူဟာကြကြနီဗျူဟာကြကြလုံနိုင်တာတွေတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောနေအလုပ်ညီတဲ့ ်နော်အဲ့ဒါကြောင့်သူ့စကားတခွန်းထွက်လာပြီဆိုရင်ဒါတော့အနှီးနဲ့အမြန်ဖြစ်တော့မယ်ဆိုတာမျိုးအများစုကအလေးနဲ့ထားကြတာပြီးရင်ဖြစ်လာတဲ့အခြေအနေနဲ့အချိန်ကာကိုလိုက်ပြီးတော့ flexible ဖြစ်လှုပ်ရှားနိုင်တဲ့သူရခိုင်လွတ်မြောက်ရေးမှာအရေးပါတဲ့ခြေလှမ်းကြီးနှစ်ခုလို့ကျွန်တော်ကတော့မြင်တာအေးထူထောင်ပြီးတော့ငါးနှစ်အကြာမှာတိုက်ပွဲအတွေ့အကြုံရှိပြီးဖြစ်တဲ့စစ်တီတွေနဲ့လက်နက်တွေကိုရခိုင်မျိုးပို့ဆောင်နိုင်တဲ့ဟာ ဒါနံပါတ်1တစ်ချက်နောက်နံပါတ်2ချက်ကတော့ပိုကျုပ်ထွန်းမြတ်နိုင်တို့ရခိုင်မျိုးပြန်ပြီးတော့ခြေချနိုင်တာဒါမကြသေးခင်ကဖြစ်တဲ့ဟာပေါ့နော်နံပါတ်1ချက်ကနိုင်ငံရေးပရိယအကောင်းတာနံပါတ်2ချက်ကစီမံမှုလုံခြုံရေးစီမံမှုသူ့ရဲ့အထူးတပ်ဖွဲ့တွေကိုကချင်ကနေပြီးတော့အော်ရခိုင်ကိုသွားတဲ့ခီကီလိုမီတာရာပေါင်းများစွာထောင်ထဲချီရှိတယ်အဲ့ဒီအဲ့ဒီခီးစဉ် အဲ့ဒါကိုလျှို့လျှို့ဝက်ဝက်နဲ့စီမံနိုင်တာဒါတကယ် planning ကောင်းနေတာတောင်းတောင်းလုပ်နိုင်မှုလွယ်တဲ့ကိစ္စမဟုတ်ဘူးကြိုထွန်းမြတ်နိုင်လို့အနေထားမျိုးကစောင့်ကြည့်တဲ့သူတွေမျက်လုံးတွေအများကြီးကြားထဲမှာရှင်းဆိုင်နေရတာနော်စစ်ကောင်စီတပ်ရဲ့မဟာမဟာရန်သူတော်ကြီးအဲ့ဒီလိုအနေထားကနေပြီးတော့လုံခြုံသွားနဲ့ရောက်သွားနိုင်တာပြီးရင်ရိုဂျာအဲကောင်းတောင်နေနဲ့တွေ့နိုင်တခိုင်းတော်လိုင်းကြီးမှာစိန်ခေါ်မှုကြီးတာ အဲကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်အုပ်ချုပ်ပြဌာန်းခွင့်နယ်မြေပိုင်ဆိုင်မှုအကျိုးစီးပွားတွေနဲ့ဆက်ဆက်နေတဲ့ဟာအဲ့ဒါကနှစ်ခုရှိတယ် Ranger အရေးနဲ့ပလဝအရေးအပိပိဆိုင်ရာရာဇဝတ်တရားရုံးရောက်တဲ့ Ranger အရေးမှာမြမစစ်တပ်ဟာလူမျိုးတုံးတပ်ဖြတ်မှုအထိပါဝင် လူသားဒုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကြီးတွေကျူးလွန်နေလို့ဆွဆွဲခံထားရတယ်2016 2019ကမြန်မာစစ်တပ်ရဲ့ရှင်းလင်းရေးစီမံချက်တွေကြောင့် ရိုဟင်ဂျာတပ်သားကျော်ဘေးလွယာကိုထွက်ပြေးခဲ့ရပြီးဘင်္ဂလားဒေ့ရှ်မှာကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်းရဲလို့ဖြစ်လာခဲ့။အဲ့ဒါလို့အနေထားကနေဒီနယ်မြေတွေမှာမြန်မာစစ်တပ်ကိုဖယ်ရှားတဲ့တော်လန်နဲ့တိုက်ပွဲတွေဖြစ်လာတော့ရခိုင်မြေမှာအေးအေးတဒတ်တဲရှိရမယ်ဆိုတဲ့မူကိုစိန်ခေါ်မှုတွေလည်းကြုံလာခဲ့ရ။အဲ့တော့မြန်မာစစ်တပ်အလွန်ကာလမြန်မာစစ်တပ်ထိန်ချုပ်မှု ပြက်ပြားသွားတဲ့အလွန်ကာလပေါ့လေအေအေရိုဟင်ဂျာဆက်ဆံရေးအကဲဆက်မှုကလည်းပေါ်လာအဲ့ဒါကိုအတိုင်းတာတစ်ခုတည်းဖီရှော့နိုင်တာပုကျုပ်ထွမြတ်နိုင်ရဲ့ရခိုင်ခီးစင်ပါပဲဒီဆရာအပေါ်မှာပြောသလိုပေါ့နော်ဒီအဘူဂျုတ်ထွမြတ်နိုင်ရဲ့ဒီရခိုင်ခရီးစဉ်ကဒီရိုဟင်ဂျာနဲ့ဆက်ဆံမှုမှာအဲဘယ်လိုပြောမလဲတက်မှမှုကိုရော့စေတယ်ပေါ့လေဒါပေမဲ့တစ်ဖက်မှာလည်းဒီနိုင်ငံတကာမီဒီယာတွေပေါ့နော်ပြီးတော့ဒီတက်ကြလှုပ်ရှားသူတွေက ရခိုင်နဲ့ဒီရိုဟင်ဂျာတွေကြားမှာပြိပခါကကြီးမားနေစေပြဿနာတွေကရှိနေစေကြီးနေစေဖြစ်တယ်ဆိုတော့ဟာကို mention လုပ်နေကြတာပေါ့နော်ဆိုတော့ဒီရခိုင်မှာဒီရိုဟင်ဂျာမွတ်စလင်အရေးကိုအေအေကဘယ်လိုမျိုးကင်တွယ်နေသလိုနေတာတွေ့ရလဲရှင်ရိုဟင်ဂျာအရေးက complex ဖြစ်တယ်ရှုပ်ထွေးတဲ့အဲကိစ္စရပ်တစ်ခုဖြစ်ပြီးတော့ဒါကျွန်တော်ခုနကပြောလို့အေအေအတွက်စိန်ခေါ်မှုကြီးတဲ့ကိစ္စတစ်ခုကိုပိုင်းအုတ်ချုပ်ပြတန်းခွင့်ဆိုင်ရာအငင်းပွားပွဲတွေနဲ့ကဘာတိတဲ့ အကဲဆက်တဲ့ကိစ္စကြီးတခုရခိုင်ကောင်းဆောင်နေအဲကတော့ဒါရိန်ဂျာဆိုတဲ့အတုံးနှုံးကိုရှောင်ပြီးတော့ရခိုင်ပြည်နယ်ရှိမွတ်စလင်များလို့ခေါ်ဝေါ်တာကိုတွေ့ရတယ်။ဒါပေမဲ့သူတို့ရဲ့လူအခွင့်အရေးတွေနိုင်ငံသားအခွင့်အရေးတွေကိုအတိမတ်ပြုမယ်ဆိုတဲ့ဟာကိုကြီးညာထားတာတွေ့ရတယ်နော်။2022ခုနှစ်ကဘင်္ဂလားဒေ့ရှ်မီဒီယာတခုနဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်အင်တာဗျူးမှာရိန်ဂျာတွေအနေနဲ့ လူသားတွေအခြေခံရတဲ့နဲ့လူသားအခွင့်အရေးနိုင်ငံသားအခွင့်အရေးကိုအတိမတ်ပြုတယ်ဆိုတာမျိုးသူတရားဝင်ထုတ်ပြောတယ်လက်တွေ့မှာလည်း law enforcement တရားဥပဒေစိုးမိုးရေးနဲ့ judiciary ဒီတရားရေးကိစ္စတွေမှာမွတ်စလင်တိုင်းဝိုင်းကိုပါစီတာအပြင်တရားစီရင်ရေးမှာလည်းဒဏ်ထူညီမြကိုက်တွယ်ဖြစ်ရှင်ရေးဆိုတဲ့ဟာကိုရှေ့ရှုပြီးတော့လှုပ်ဆောင်ခဲ့တယ်ဒါလည်းတိုးတက်မှုတွေ့ရတယ်ရညာရွာတွေမှာ တရားစီရင်အသေးအဖွဲကိစ္စတွေဆိုသူတို့ကသူတို့ဖြည့်ရှင်းကြပြီမဲ့ကိစ္စကြီးလာပြီဆိုရင်တော့ဟိုးစစ်ကောင်စီလက်အောက်ခံဌာနတွေကိုမသွားတော့ဘူးအာမကိုတော့ဘူးအေအေရဲ့အဆုံးဖြတ်ကိုပဲခံယူတဲ့အချိန်ကြီးရောက်လာတစ်ဖက်မှာလဲတော်လန်ကြီးလိုအကြက်တဲကာလာမှာပဲရိုဂျာမွတ်စလင်တွေအတွက်ရိတ်ခါတွေထောက်ပံ့တာပညာရေးကျမ်းမာရေးလိုအရေးကြီးတဲ့အချိန်ကဝန်ဆောင်မှုတွေပေးတာတွေ့ရတယ်ဘူဒီတော်မောင်းတော့ မြို့နယ်တွေအပါဝင် ရခိုင်ပြည်နယ်တွေကအေးအေးသိမ်းထားတဲ့မြို့နယ်တွေတဲ့အုတ်ချိုကြီးပိုင်းမှာဒေသခံမွတ်စလင်တွေကိုထယ်သွင်းထားပြီးတော့ ULAAC မှာဝင်လုပ်ပေးနေတာအာခုဆိုရင်ရွန်ဂျာဝန်တန်း9000ကျော်ထိရှိတယ်လို့ခန့်မှန်းရတယ်။ဒီဘက်မှာလည်းတွေးဆုံပွဲတွေအောက်စားပွဲတွေကျင်းပပေးတာနော်ဘာသာရေးကြီးကြီးတွေနဲ့ပုံမှန်တွေးဆုံမှုလုပ်တာတွေရှိတယ် ဒါကြောင့်အီအီထိန်ချုပ်တဲ့နယ်မြေတွေမှာရခိုင်နဲ့ရိုဟင်ဂျာမွတ်စလင်တွေကြားပြိပခါတွေရောနေလာတယ်လို့ယုံကြည်ရဒါပေမဲ့လည်းတစ်ဖက်မှာတော့နိုင်ငံရေးကိစ္စရှိနေသေးတယ်နေပြီးတော့စစ်တပ်နဲ့ပေါင်းနေတဲ့ RSO အာဆာရူဟာအေးအေးအနေနဲ့လူကွန်ရီတွေချိုးပပြီးတော့လူစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်ခဲ့တယ်ဆိုပြီးတော့ဆွဆွဲချက်ပြောနေတာတွေလည်းရှိနေပါတယ်အဲ့ဒါကို ဘလို့ဒီဆက်လက်ဖြည့်ရှင်းသွားမယ်ဆိုတဲ့ဟာ၄စောင့်ကြည့်ရမှာဖြစ်ပါကြ။ဒီအရိုဟင်ဂျာပြဿနာတွေနဲ့တဆက်သေးပေါ့နော်ဒီဘင်္ဂလားဒေ့ရှ်နေဇာကပြဿနာလည်းရှိတယ်။အာဒီတလောမှာပဲဒီအဘင်္ဂလားဒေ့ရှ်နေဇာနေဂျာဆောက်တက်ပေါ့နော်ဒီ BGB ကပြောတယ်ပေါ့နော် AA ကဒီမူရစ်စေးကိစ္စဒီဘာတွေရှိရဲဆိုပြီးတော့ပြောတယ်။တစ်ဖက်မှာလည်းအဥခိုင်ဒုခကဒါကိုညင်းပြီးတော့ဘင်္ဂလားဒေ့ရှ်နေဂျာဆောက်တက်ကဒီအစွန်ရောက်ဘာသာရေးအဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးနေတယ်ဆိုပြီးတော့ ပြောတယ်ပေါ့နော်ဆိုတော့ဒါတွေကတဲမှမှုဖြစ်နေတာကိုတွေ့လာရတယ်ပေါ့လေဆိုတော့ပြီးတော့အရင်ကတည်းကပဲဒီဘင်္ဂလားနယ်စပ်မှာငါးခုဖမ်းတဲ့ပြဿနာတွေပြီးတော့အဲ့ငါးငါးခုဖမ်းတဲ့အထက်မှာဟိုအကြမ်းဖက်တွေပါလာတယ်ဆိုပြီးတော့ AA ဘက်ကထုတ်ပြန်လာတာမျိုးရှိတယ်ပေါ့နော်အော်ဆိုတော့ဒီနယ်စပ်ပြဿနာကိုရော AA ရဲ့အတွက်ဘယ်လိုစိုင်းကောမှုတွေရှိနေသလဲရှင်ကျွန်တော်အမြင်အားဖြင့်တော့ AA ကဒီရခိုင်ပြည်မှာပေါ့တီးကြအာလက်နက်ကင် တော်လန်ရေးလက်နက်ကင်အင်အားစုမရှိစေခြင်းမူနောက်ပြီးတော့ဘာသာရေးဆိုင်ရာအယူသီးတဲ့အဲအယူသီးတဲ့အုပ်စုတွေဖြစ်လာအားကောင်းလာမှာကိုသူစိုးရိမ်ဟန်ရှိတယ်ရခိုင်ပြည်ရဲ့ရခိုင်ပြည်နယ်ရဲ့နယ်မြေ90ရာခိုင်နှုန်းလောက်ကိုအေရသိမ့်ပိုက်ပြီးချိန်မှာ2023ခုနှစ်လောက်တည်းကဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နေဆက်လုံကြုံရေးကုန်တယ်ရေးတွေအတွက် ULAAA နဲ့ဆက်ဆံနေဆက်ဆံလာတာတွေ့ရတခြားသောအခြေအနေမှာ UNHCR စည်ရင်းအရဆိုရင်2018ခုနှစ်မှာရိုဟင်ဂျာ9သိန်းဘင်္ဂလားဒေ့ရှ်ကိုရောက်သွားပြီးတော့2021ခုနှစ်နောက်ပိုင်းတိုက်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာအလုံးပေါင်း7သိန်းရောက်နေတယ်လို့ဆိုတာဒါကဘင်္ဂလားဒေ့ရှ်အတွက်ဝင်တော့ဝင်ဖို့ဖြစ်နေတယ်လို့ရခိုင်ပြည်နယ်တွေက အီအီနဲ့မြန်မာစစ်တပ်ကြတိုက်ပွဲတွေကြောင့်ဘင်္ဂလားဒေ့ရှ်ကို နောက်ထပ်ဒုက္ခသည်တွေထပ်ထွက်လာမှာဘင်္ဂလားဒေ့ရှ်ဆွေရစိတ်ပူတယ်။တစ်ဖက်ကလည်းနိုင်ငံငါအကူအညီတွေနည်းလာတဲ့အချိန်မှာပောက်ပစားကရိုဟင်ဂျာတွေကိုလာမဲ့2026ခုနှစ်မကုန်ခင်မှာရခိုင်ကို ပြန်ပို့ရေးဘင်္ဂလားဒေ့ရှ်အစိုးရကဦးစားပေးပြီးတော့တွန်းလာတာတွေ့ရတယ်။အေးဘက်ကတော့အခုလက်ရှိအချိန်တွေရ နော်ဗန္ဓာယိအကူညီနဲ့ပြန်လဲထူထောင်ရင်အကူညီမရပဲနဲ့ဒုက္ခတဲ့တွေနေရပြန်ရရဖြစ်နိုင်ခြင်းမရှိသေးဘူးဆိုတဲ့မူကိုင်နာတယ်ဒါဟုတ်ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတိတ်တဘောမတွေ့လောက်ကဘာမှာဖြစ်နေတဲ့အခြေအနေနဲ့ဒါတွေကဆက်ဆက်တယ်ကဘာမှာကစစ်ပွဲတွေကပူလာတယ်နော်အာနိုင်ငံတွေကဒီလိုမျိုးအလူရှင်နိုင်ငံတွေကစစ်အင်အားအတွက်ပြင်ကြပြူကြရတယ်အဲ့တော့စစ်စရိတ်တိုးလာတာ ਨੇ အများ နိုင်ငံရခြားဟိုလူတဲ့အလူငွေတွေရော့ကြသွားတယ်ဒါမှမဟုတ်ရင်ခက်ခဲလာတာအဲ့တော့အဲ့ဒီဟာကဒုက္ခတွေဒီအများအများလက်ခံထားတဲ့ဘင်္ဂလားဒေ့အစိုးရကိုဖိအားဖြစ်စေတယ်နော်ဒါကဘင်္ဂလားဒေ့အစိုးရအနေနဲ့ပြန်ပို့စီခြင်းနဲ့အကြောင်းရင်းတစ်ခုဖြစ်တာတစ်ဖက်မှာလည်းအဲရခိုင်အနေနဲ့နိုင်ငံတကာအလူမရှိဘဲနဲ့ဘယ်လိုလက်ခံနိုင်မလို့ရိုးရှင်းနေတာပါဩဂတ်လတဲ့မှာ ကော့ကော့စ်ပစာမှာ ဒါ Ranger ရေး conference ကျင်းပခဲ့တယ်နော်အဲ့ဒီမှာဒီကိစ္စကဒါ hot issue ဖြစ်လာအဲ့ဒီ conference အပီးသိမကြခင်မှာပြောရရင်စက်တင်ဘာလ9ရက် Daily Sun တတင်းစာမှာ Bangladesh ကန်ချီဆောင်တက် BCG ရဲ့ media ရေးရာအရာရှိဘုံမူ Sira Ohad နဲ့ထောက်လိုင်း agency တွေက ြောတာအီယာတဲ့ဘင်္ဂလားဒေ့ရှ်ကိုမွေးစေးရောင်းချပြီးငွေသားနဲ့အစားအသောက်ဘီလက်မြေတန်နဲ့အဝတ်ထည်လိုတခြားကုန်ပစ္စည်းတွေဖလဲတယ်လို့ဖော်ပြတာဒါတိုက်ဆိုင်တယ်လို့ကျွန်တော်တို့မထင်ပါဘူးတချိန်တည်းလို့လို့မှာပဲထန်းလျှောက်ကန်ရွာမှာရိုညာတွေအစုလိုက်ပြုံလိုက်တပ်ဖြတ်တယ်ဆိုတဲ့သတင်းတွေနိုင်ပြီးပါရောက်နေတဲ့ရိုညာကမ်ပိန်းအဖွဲ့တွေကနေပြီးတော့တက်တေတာရကတွေရှိပါတယ်ဆိုပြီးဖြန့်နေတာတွေရှိတယ် နောက်ပြီးနောက်ပြီးတော့စက်တဘာ30ရက်နေ့နယူးယောက်မှာလုံမဲ့အစည်းအဝေးနဲ့ဒီဇင်ဘာ6ရက်ဒါကာမှာလုပ်တဲ့တွေ့ဆုံပွဲတွေမှာဘင်္ဂလားဒေ့ရှ်ဘက်ကရောညာအရေးကိုဆွေးနွေးဖို့စီစဉ်ထားတာရှိတယ်။ဒါပေမဲ့အေအေကဒီထန်းလျှောက်ကန်ရွာကိစ္စဖြည့်ရှင်းဖို့နိုင်ငံမီဒီယာတွေခေါ်ပြီးတော့သူကတင်အဲယူခိုင်းတာတွေလုပ်တယ်เนาะအဲ့ဒီမှာအာကြီးရွာဥက္ကဋ္ဌတယောက်ဖြစ်တဲ့ ဥဆွေရောနောပြီးက ED တန်းလျှောက်ကန်ရွာဖြစ်ပြမှာအသက်ခံရတာရွာသားတွေမဟုတ်ဘူးစစ်သားတွေပဲဘာဖြစ်လို့လဲဆိုအဲ့ဒီချိန်ကရွာထဲမှာစစ်သားတွေပဲကြံခဲ့တာလို့ဖြေရှင်းထားတာလေတွေ့ရတယ်အဲ့ဒါကအာအာကောင်းတဲ့တသက်ခံချက်တစ်ခုရဲ့လို့လဲယူဆလို့ရတယ်နောက်အေထိန်ကျုတ်ထားတဲ့နေမြေတွေမှာလူမှုရေးပိုင်းတဟဆာတာဖြစ်တယ်ဆိုပြီးတော့မွတ်စလင်တိုင်းဝိုင်းကလူကြီးတွေကနေပြီးတော့ကိုတိုင်က ဓာတ်ရိုက်ထွက်ရှင်းတာတွေလည်းလောက်တာတွေ့ရတာဒါလည်းအားကောင်းတဲ့ချက်ပဲအာစာ RSO AI စတဲ့ဒီရိုဟင်ဂျာလက်နက်ကင်ဖွဲ့တွေကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာခြေကုပ်ယူပြီးတော့နတ်မြစ်နဲ့မယူတောင်လမ်းကြောင်းတွေအနေနဲ့တဆင့်မောင်နှောခရိုင်တွေကိုစိတ်ဝင်တာတွေရှိပြီးတာဒါတွေကိုဖြည့်ရှင်းဖို့နေဇက်ဒီမှာအာလုံခြုံရေးတင်းကြပ်ဖို့ဦးစားပေးလောက်ကင်နေပြီးတော့လက်ရှိမှာ AA နဲ့အာစာတို့ RSO တို့ရဲ့ တိုက်ပွဲတွေဖြစ်နေတာကိုလည်းတွေ့ရတယ်။အချိန်နေရတော့တင်းမာမှုတွေဆက်ပြီးတော့ရှိနေပြီးတော့စည်ရေးဘက်ကိုရောက်လာတာတွေ့ရပါတယ်။ဒီပြီးခဲ့တဲ့အပတ်ထဲမှာထုတ်ပြန်ချက်တစ်စောင်တွေ့ရတယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ဒီတန်တွဲတောင်ကုတ်က အဲအဲ့ကဝန်ထမ်းတွေကိုအပြန်ပြီးတော့တာဝန်ထမ်းဆောင်မှုအတွက်ဟိုထုတ်ပြန်ထားတဲ့စာပေါ်လေးအဲဒါစစ်ကောင်စီဘက်ကထုတ်တဲ့စာပေါ်နော်စစ်ကော်မရှင်ဘက်ကထုတ်တဲ့စာပေါ်ဒါပေမဲ့ဒီမျိုးတွေကဒီအေးထိန်းချုပ်သွားတဲ့မျိုးတွေဖြစ်တယ်ပြီးတော့တစ်ဖက်မှာလည်းဒီစစ်ကော်မရှင်ကရွေးကောက်ပွဲမလုပ်ဘူးလို့ပြောနေတဲ့မျိုးတွေထဲမှာလည်းမပါတဲ့မျိုးတွေဖြစ်တယ်ပေါ့လေအဲဆိုတော့ ီမျိုးတွေကိုဒီရွေးကောက်ပွဲမတိုင်ခင်စစ်ကောင်မရှင်ကပြန်တိုက်ယူမယ်လို့နားလည်ရတယ်ပေါ့နော်။ဆိုတော့နန်းနီအနေထားရရောဒီစစ်ကောင်မရှင်ကဒီမျိုးတွေကိုဘယ်လိုပုံစံမျိုးနဲ့ထိုးစစ်ဆင်နိုင်ချေရှိမလဲရှင်။ပြောရရင်တော့စစ်အုပ်စုကတို့ပြန်တိုက်ယူချင်တာပေါ့နော်။ဒါဒီမျိုးတွေမှာမဟုတ်ဘူး။ရှိသမျှမျိုးတွေအကုန်လုံးပြန်တိုက်ပြီးတော့ပြန်ယူချင်တာ။ဒါပေမဲ့လက်တွေ့မှာယူလို့မရတော့တဲ့မတိုက်နိုင်တော့တဲ့လက်လွတ်လိုက်ရတာ သူတို့စေနာရှိလေလို့တော့မဟုတ်ဘူးเนาะဟန်ကိုဖို့လှုပ်ထားတဲ့ဟာတွေပေါ့ဒါတက္ကနာထားပေါ့မင်းအောင်လိုင်းစေအုပ်စုရဲ့ဒီ UEC ပေါ့ရုပ်ောက်ပွဲကော်မရှင်ကရုပ်ောက်ပွဲမကျင်းပနိုင်တဲ့56မြို့ကိုကျင်းညာတာမှာရခိုင်ပြည်နယ်ကမြို့ဆယ်မြို့ပါတယ်ဒါပေမဲ့တကယ်တမ်းမှာအေအေကတိမ့်ပိုက်ထားတဲ့မြို့အကြီးအတွက်က14မြို့နောက်ပြီးတော့ UEC ရဲ့စရင်းထဲမပါတဲ့အေးအေးတိန်းထားတဲ့တောင်ကုန်တန်တွဲဂွားနဲ့အန်းကဝန်ထမ်းတွေကိုတာဝန်ပြန်ထမ်းဆောင်ဖို့အသင်းလှုပ်ထားဖို့စာဆောင်ထုတ်ထားတာလည်းရှိတယ်။ဒီမျိုးတွေကိုကြည့်ရင်သူတို့စစ်တပ်ကစီးရီမှန်ချက်အောင်ရင်သူတို့စစ်တပ်ပြန်ဝင်နိုင်ရင် ရခိုင်ကအနည်းဆုံးရှိနေတဲ့နေရာတွေပေါ့နော်။ ARD တိုင်းနဲ့ထိစပ်နေတဲ့နယ်မြေတွေပေါ့။ဂွား ဒီမကွေးတိုင်းနိုင်ရီကန်နေပြီးတော့အနီးဆုံးဖြစ်တဲ့အန်းနောက်ပြင်းတဲ့ဗတောင်ဘက်ကနေအနီးဆုံးဖြစ်တဲ့တောင်ကုန်းနဲ့မင်းအောင်လိုင်းရဲ့မိမဒေါ်ကျူကျူလာရဲ့ဇာတိဖြစ်တဲ့တန်တွဲတို့ဖြစ်နေတာအဲဒီဟာတွေကိုပြန်သိမ်းနိုင်မယ်လို့တန်ကောင်းဟစ်ထားတာပေါ့နော်စစ်တပ်ကဇူလိုင်လနဲ့ဩဂုတ်လတွေမှာနောင်ချိုမိုးပြဲတပိတ်ချင်းမျိုးတွေကိုပြန်ရပြီးတဲ့နောက်မှာ ရှမ်းမြောက်တစ်ခုလုံးနဲ့မကုတ်အပြင်ရခိုင်ကရံပြဲကျွန်းအနောက်ဘက်မှာရှိတဲ့ကြောက်နီမော်နဲ့တန်တွဲကိုရခိုင်စစ်မျက်နှာအနေနဲ့ပထမဆုံးသိမ့်မယ်လို့ဝါဒဖြန့်တာတွေလှုပ်လာ။အော်ဂလာနေ့ရက်နေ့ညနေပိုင်းမှာတန်တွဲမျိုးတဲကဂျိတ်တော်ကိုဒီစစ်ကော်မရှင်တပ်ကနေရေတပ်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိခဲ့တယ်။နေပြည်တော်ကနေထွက်လာတဲ့တရင်တွေအရဆိုရင်နေပြည်တော်ရဲ့ပရမဦးစားပေးစစ်မျက်နှာ first priority စစ်မျက်နှာရခိုင်မယ် အဲ့တော့ရခိုင်အတွက်ဆိုရင်လိုအပ်တဲ့စစ်အင်အား drone ပါဝင်စစ်လက်နက်ပစ္စည်းစစ်ကူပစ်ကူမဆိုင်မတွအကုန်ပေးပေးရမယ်ဆိုတဲ့ညွှန်ကြားထားချက်ရှိတက်အင်အားရရခိုင်မှာပို့ထားတဲ့အရေအတွက်က Karini Karin နဲ့ကချင်မှာတုံးနေတဲ့အင်အားတက်ကိုတုံးစားလောက်များနေတာတွေ့ရရခိုင်တောင်ကြားလမ်းနေဖြစ်တဲ့ Ambaran Naigan တောင်ကြားပြည်ညောင်ကျိုးတောင်ကြားလမ်းနဲ့ ခွာငတိုင်းကြောင်းတောင်ကြားလန်းနေအဲ့လန်ကြောတကြောစီတိုင်းကိုအနည်းဆုံးအင်အား1500လောက်ရှိတယ်။ကွာကိုပြန်ရဖို့ပျောက်ဆန်းခြေဆိုင်တလေးလေးအမြောက်တက်ရင်အမတ်တလေးလေးမှာတမတ်တစ်ခုစာလောက်လူအင်အားဖြည့်ပြီးတော့စစ်ကြောင်းထိုးနာတွေ့ရပသိမ်မုံရကားလမ်းမြောက်ဘက်ကွင်းကောက်မဲဇလီတို့မှာသူခန်းစစ်ပြင်ထားတာအေယာဝရီမြစ်နဲ့ငဝင်မြစ်တဲမှာလေရေတပ်သင်္ဘောတွေလွတ်ထားတာเนาะ ကီလိုမီတာ900ကျော်ရှိတဲ့ရခိုင်ပင်လယ်ကမ်းရိုးတန်းတစ်ချောင်းမှာကန်တိုးရေကြီးနေပါတယ်နောက်နောက်ပြီးတော့မောင်တို့ကနေကွာအထိကမ်းရိုးတန်းတစ်ချောင်းဒါရေတက်သင်းမောတွေနဲ့ထိုးစစ်အတွက်စ조사နေတာတွေ့ရတန်တွဲရံပြဲကြောင်းဒီမော်တို့ကိုသိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်ကိုအဲလောက်ထားတာတွေ့ရဒါပေမဲ့လဲအီအီဘက်ကဒီစစ်ကော်မရှင်တပ်ဘက်ကတက်လာတဲ့ရေတပ်ပဲဖြစ်ဖြစ် ကြီးတက်ပဲဖြစ်ဖြစ် drone ပဲဖြစ်ဖြစ်အောင်မြင်မြင်နဲ့ခုခံချေမုန်းနိုင်တဲ့အခါကြတော့အခုလက်ရှိအရှိပဂရီအနေဒါစစ်ကော်မရှင်တပ်အနေနဲ့ ERW တိုင်းနဲ့ကကြသွားတဲ့တက်စကန်နေတောင်ပြန်မရတဲ့အနေဒါဟိုးရခိုင်ဆိုတာတော့ဝေလာဝေးဖြစ်တော့အန်ဟိုးပြန်ရဖို့အန်တောင်ကြလမ်းမှာလူအင်အား1500လောက်ရှိတယ်။နောက်နိုင်ကန်စကမှာအစ်စ်ပြန်ဖွဲ့ထားတဲ့တမ69ဟိုတစ်ခုလုံးတုံးပြီးတော့ စစ်ကြောင်းထိုးနေတာတွေလုပ်တယ်။ဒါပေမဲ့နိုင်ရီကန်ကထွက်တာနဲ့အပြုံလိုက်သေးတာဖြစ်အဲ့တော့ငဖဲဟိုတော့မကြုံနိုင်ဘူး။နိုင်ရီကန်ကနေအလင်းဝင်လာတဲ့အဲစစ်သားတယောက်ရဲ့ပြောစကားအရာဆိုရင်ဒီလစက်တမလာ၄ရက်မှာတက်လာတဲ့စစ်ကောင်စီတပ်ရဲ့၃ဘုံတဘုံလောက်ကျသွားပြီ။တဘောကတော့900လောက်ကျသွားတယ်။တပ်ရင်မှုတွေတပ်စုမှုတွေဒုတိယပုံမှုကြီးပုံမှုပိုကြီးတွေပါ ကစင်ကလေးထွက်ပြေးရတာတွေရှိတယ်လို့ပြောတာတွေ့ရတယ်။ တောင်ကုန်းအတွက်ဆိုရင်လည်းပြည်နဲ့ဗရောင်းကနေတဆင့်ကပ္ပစ6ခုစစ်အင်အားတွေဆက်ပို့နာတွေ့ရတယ်။ညောင်ကျိုးတောင်ဘက်မတုံရွာနီးကကပ္ပစ9နဲ့ကပ္ပစ16ကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတာတွေတွေ့ရတယ်။ဒါပေမဲ့စစ်ကော်မရှင်တပ်အနေနဲ့တောင်ကုန်းအန်တန်တွဲ ग् ွားဖို့ ग् ွားတို့ရဖို့နေနေတာတာ။ ေယာဝီတိုင်းထဲကတိမ့်ခံထားတဲ့ရွာတွေနဲ့ပသိမ်မုံရွာကာလမတစိတ်တပိုင်းတောင်ကုန်းလန်တကျောကမိုဒီတောင်ပကန်းကွဲနတ်တောင်ကာကင်းစကန်းတွေနော်ညောင်ကျိုးပြူဟာစကန်းတွေတောင်ပြန်သိမ့်နိုင်တဲ့အနေထားမရှိပါဘူးလို့ပြောလို့ရပါတယ်ဗျအဲဒါကရခိုင်ပြည်နယ်ရဲ့ဒီအဲစည်ရေးအချင်းချုပ်လို့ပဲပြောလို့ရတယ်ပေါ့နော်အဲဆိုတော့ဆရာဒီတစ်ပတ် အချိန်လည်းပြည့်ကနေပြီဆိုတော့ပြပဆွေးနွေးမှုကိုဒီမှာပဲရနာရအောင်ပါရှင့်ပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျာ လူ့သောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပေးချက်ကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။